ကိုမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကိုကိုနာမည်လေးဘယ်လိုလဲအဲကျွန်တော်ကိုမြတ်သူပါကိုမြတ်သူဟုတ်ဟုတ်ကိုမြတ်သူကကားခရေစီလို့ပြောမလားကားတွေဘယ်လိုချစ်တာလဲကားတွေဘယ်လိုမြန်နိုးတာလဲနောက်ဈေးဆိုတာတို့ရှိတယ်ကိုကဘယ်ကလေးကစပြီးကားတွေစုဆောင်ပြစ်တာလဲအဲစုဆောင်ပြစ်တာတော့လွန်ခဲ့တဲ့ဟိုလောက်ပေါ့15နှစ်လောက်ပေါ့15နှစ်လောက်တည်းစုဆောင်တာဒါပေမဲ့ဒီလိုကားကိုသဘောကျတာကတော့ငငယ်တဲ့သဘောကျတာဒါပေမဲ့ကိုကတော့ဟိုဒီဒီလို classic ကားတွေကိုဝယ်ဖို့ဆိုငငယ်တော့မတတ်နိုင်ဘူး အဲ့တော့ကိုအလုတ်ကန်လေးအဆင်ပြေတဲ့အချိန်မှာဒစည်းစီဝယ်ပြီးစုဆောင်းတယ်ပြီးတော့အဟောင်းတွေကိုကျွန်တော်တို့ original parts တွေဝယ်ပြီးတော့ပြန်ဆင်တာပေါ့အဲ့ဒါဆိုတော့အားလုံးပေါင်း15နှစ်လောက်တော့ရှိပြီဒစည်းပြီးဒစည်းပေါ့အဲ့တော့ကားဒစည်းဆင်လို့ရှိရင်တော့အနည်းဆုံး3နှစ်လောက်ကြာတယ်ပေါ့ဒီကားလမ်းပေါ်ရောက်တဲ့အထိပေါ့အကုန်လုံးပြင်ရတယ် engine ပြင်ရတယ် gear box ပြင်ရတယ် cushion တွေလုတ်တယ်ဟုတ်ကားတွေဘယ်လောက်ချစ်တယ်လို့ပြောပြမလဲ ဟိုကားနဲ့ပတ်သက်ရင်ဘလောက် crazy ဖြစ်တယ်လို့ပြောရမလဲအဲသူကကားတွေကိုချစ်တယ်ဆိုစကလုံးနဲ့ဆိုင်ကျွန်တော်ကလည်း classic ကိုပူချစ်တယ်ဟော classic ကိုပူချစ် classic ကျွန်တော် classic အဆောက်အဦးတွေလည်းကြိုက်တယ် classic building တွေကိုကြိုက်တယ်အဲဟိုပါဘောနည်းနည်းလေးဒီရှင်းအောင်ပုံစံမျိုးတွေကိုကျွန်တော်ကထိမ့်သိမ့်ရတော့ပူကြိုက်တယ်အဲ့တော့ကျွန်တော်ကဟိုအဆောက်ဒီအဆောက်အဦးတွေဆိုလို့ရှိရင်လည်း classic ကိုကြိုက်တယ်ဆိုတော့ အကုန်လုံးပေါ့ကားလည်းဒီလိုပဲကြိုက်တယ်။ကားတစ်မျိုးတည်းကိုပဲတချို့တွေရွေးကြိုက်တယ်လို့နားရီတစ်မျိုးတည်းကြိုက်တယ်ပေါ့အဲ့လိုမျိုးမဟုတ်ဘူး။ကျွန်တော်ကဒီ classic mine နည်းနည်းအဲ့ပေါ့ classic အပိုင်းကိုကျွန်တော်ကြိုက်တယ်။အဲ့တော့ဒီကားတွေကိုလည်းဟိုသူများလက်ထဲကိုမရောက်စေချင်ပဲနဲ့ကိုယ့်ဘက်ကိုရသလောက်ကိုနိုင်ငံခြားပစ္စည်းမှဗမာပြည်မှာလည်းအဲ့ဒီပစ္စည်းအဟောင်းတွေလိုက်စုပြီးတော့တော်တဲ့ mechanic တွေပြန်စုပြီးတော့မှကျွန်တော်တစားစီပြန်ဆင်တာ။ဆင်ပြီးတော့ကျွန်တော်ဓာတ်တွေကိုကျွန်တော်ကိုယ်တိုင်မောင်းတာပေါ့။ဟုတ် အခုဒီကားဆိုရင်ဘာမျိုးစားလို့ဆိုတော့ဒါဘယ်နှခုနှစ်ကလောက်ကထုတ်လို့ပြောမလဲဒီကားဟိုစား Foxol Foxol the made in England ဟုတ် made in England ဆို1948ပေါ့ဒီကားဒါပေမဲ့ Foxol ရဲ့ original ကတော့ဟိုဒီ1930လောက်ကနေစပြီးအများအမျိုးစုံရှိတယ်ဒါပေမဲ့ဒီကားရဲ့ခုနှစ်က1948ခုနှစ်ဟုတ်ကဲ့1948ခုနှစ်ဟိုသူကဒီတကားကဒီလိုရှေ့ကိုဖွင့်နေတာ ကျွန်တော်တို့ဒီရှေ့တကားရှေ့ကိုဖွင့်နေဟုတ်အဲ့တော့သူက suicide door လို့ခေါ်တယ်ဟုတ် suicide door ဆိုတော့အရင်တော့ကတော့ဟိုရုပ်ရှင်တွေထဲမှာသူကတရားကမကြေနပ်လို့ရှိရင်သူတကားဖွင့်ပြီးတော့ခုံစင်းချတယ်ကိုကိုတတ်သေးတာဩဩအဲ့တော့ suicide door လို့ခေါ်တယ်အဲ့ဒါကြီးက1950အောက်ဖက်မှာပဲဒီလိုရှေ့တကားတွေဖွင့်တယ်1950တောက်ပိုင်းမှာရှေ့တကားမဖွင့်တော့ဘူးအဲနောက်ပိုင်းကျမှအခု rose price တွေပါကြီးကတကားတွေကိုပြောင်းပြန်ပြန်ဖွင့်တာပြောင်းပြန်ပွန်ဖွင့်တဲ့ဒီပုံစံကတော့ဟိုအရင်တည်းကတို့ကရှိရယ် ောက်ပိုင်းလည်းသူတို့ရှိတယ်နောက်ပိုင်းဒီလို box saw လို့ပါလို့ကတော့တကားတွေဟိုရှေ့ကိုမဖွင့်တော့ဘူးဒီလိုပုံမှန်အတိုင်းပဲဖွင့်တယ်ဟုတ်ဒီကားဆိုရင်ဘယ်လိုဘယ်လိုတွေ့ပြီးတော့အော်ဘယ်လိုဝယ်ပြီးစုဆောင်ဘယ်လိုပြင်ဆင်ပြီးတော့အာဒီလိုထိမ့်သိမ့်တာဖြစ်တာလဲအဲ့ဒါကတော့ဟိုဆိုသူမန္တလေးကဝယ်လာတာဟုတ်မန္တလေးကမန္တလေးမှာဘယ်လိုတွေ့တွေ့လိုက်တာအဲမန္တလေးမှာမိတ်ဆွေတယောက်ကဒီလိုကျွန်တော်တို့နဲ့ဝါသနာပါရဲ့လူတယောက်ကသူဝယ်ထားတယ်သူဝယ်ထားပြီးသူရန်ကုန်ယူလာတဲ့အချိန်မှာကျွန်တော်သူ့ရှန်နေပြန်ဝယ်သူကမထိမ့်သိမ့်နိုင်ဘူး မထင်းသိင်းနဲ့တော့ကျွန်တော်ဒီကားကိုမြင်လိုက်တဲ့ကျွန်တော်ဘာတွေလိုရမလဲဆိုတော့ကျွန်တော်အကုန်သိတယ်။အဲ့ဒါနဲ့ကျွန်တော်ဖြည်း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 ချင်းတစားစီသူ့ကိုလည်းပြင်လို့ရှိရင်3လနှစ်လောက်ကြာတယ်။ဟုတ်။ဟုတ်ဒါဆိုရင်အဲ့လိုကအခုခွဲခဲ့တာဘယ်လောက်လို့ပြောမလဲ။ဖယ်ရလဲကို။ဒီဒီကားတန်ဖိုးကတုံးကတော့တိတ်ဈေးမရှိပါဘူး300လောက်ပါပဲ300 300 300ကျော်ပဲအခုဆိုရင်1000ကနန်းထက်ပါဘူးဟုတ်နောက်နောက်တစ်ခုကအရေးကြီးဆုံးကဒီကားကိုကျွန်တော်တို့ကဝယ်တဲ့ကားတွေတိုင်းဒီကျွန်တော် license ရှိရတယ် ်လိုင်စင်မရှိလမ်းမမောင်းလို့မရဟုတ်တချို့ antique ကားတွေကလိုင်စင်မရှိတဲ့ကြောင့်မို့အိမ်ဒီမှာထားပြီးတော့အပြင်ထွက်မလာနိုင်အဲ့ဒါ main ပဲအခုအဓိကအရေးကြီးဆုံးဟုတ်အထဲကားဆိုရင်ဘာမျိုးစားလို့ပြောမလဲတန်တူတကဝယ်တာအထဲကား Austin ပေါ့ Austin A40 ဟုတ်သူတို့ Austin Devon Devon လို့လည်းခေါ်တယ် Austin A40 လည်းခေါ်တယ်အဲ့ဒါလည်းအင်္ဂလန်ပဲအရင်တော့အဲ့ Austin တွေကတော့ဗမာပြည်မှာဒီမြို့ထဲမှာ showroom ဖြစ်အင်္ဂလိပ်ကလာဖွင့်အဲ့တော့လူတိုင်းပတ်စံရှိတဲ့လူတွေအကုန်လုံး Austin ဝယ်စီးကြတယ် ကျောင်းနေပါရီသွားကြတယ်ရုံးနေပါရီပဲအရာရှိတွေစီးတယ် Austin Hellman Vauxhall အင်္ဂလိပ်ကားကြီးပဲအဲ့တော့ဂျပန်ကရန်ကုန်မှာမရှိအဲ1945ဝင်းကျင် ပေါ့နော်အဲ့တော့ဒီကားတွေကလက်ကြံကားလေးတချို့တွေကတော့ဖြတ်သိမ်းနေတဲ့ပါသွားပြီဟုတ်သူဖြတ်သိမ်းနေတာပါဖြတ်သိမ်းနေတဲ့အထဲမှာသူတို့ကကားဟောင်းဒီကိုကားတစ်တွေနဲ့ပတ်မချင်းလဲလဲတော့အဲ့ဒီကားတွေအကုန်လုံးလူတွေကတော်တော်များများမတက်နိုင်ကြတော့အဲ့ကားတွေကအကုန်လုံးအဖြတ်သိမ်းနေတဲ့ပါသွားတာဒီကားတွေကတော့ကျွန်တော်တို့ဟိုကတော့ အခေါ်ဝေါ်ဆိုရင်တော့ survivor လို့ခေါ်တာပေါ့အသက်ရှင်ကြံခဲ့တဲ့ဟိုစကားလေးတွေပေါ့နော်အဲ့ဒါလေးတွေကတော့ရှားအရန်ရှားသွားပြီတချို့ကလည်းရှိတယ်အိမ်ထဲမှာ license မရှိတော့ license မရှိတော့တချို့ကမြေကြီးထဲမှာစိုက်နေတယ်ပြန်ထုတ်လို့မရအောင်တဝက်လောက်ထဲဝယ်တယ်ဟိုအိုအထဲအခါကြတော့ဘလို့လေးအာတွေ့ပြီဘလို့လေးစူဆောင်ပြတ်တာ။ Austin ကတော့အဲကျွန်တော်ကအဲဟိုလူတယောက်မောင်းသွားတာပေါ့နော်။လူတယောက်မောင်းသွားပြီးတော့သူကအဲဈေးတစ်ခုရှိမှရက်ထားတယ်။ အဖြူရောင်လေးအဲ့နဲ့ကျွန်တော်သွားကြည့်တယ်ကြည့်ပြီးအဲ့အဲ့လိုတွေ့လိုက်တဲ့အချိန်မှာဘလို့စိတ်ထဲဘလို့ခံစားရလို့တွေ့လိုက်တဲ့အချိန်မှာကျွန်တော်လိုချင်တဲ့ကားတစ်စီးကျွန်တော်ရှေ့ကိုရောက်လာတယ်။နောက်ပြီးတော့ဟိုရောက်လာတယ်ရောက်လာတဲ့အခါမှာဒီကားကိုကျွန်တော်မရရအောင်ဝယ်မယ်ဆိုပြီးလိုက်စုံလိုက်ရန်လေး workshop တစ်ခုမှာတွေ့တယ်။အဲ့နဲ့နှစ်ရက်လောက်ပေါ့သူနဲ့ဈေးစကားပြောပြီးတော့ကျွန်တော်ဝယ်လိုက်တယ်ဝယ်ပြီးတော့ကျွန်တော်တစားစီပြင်တယ်။နောက်ဟိုရည်ရွယ်ချက်ကတော့ဒီကားဒီမြို့လေကောင်မှာပုံမှန်မောင်းလို့ရတဲ့အနေအထားဖြစ်အောင် လုပ်မယ်ဆိုရရည်ရွယ်ချက်နဲ့အဲ့တော့ကျွန်တော်အမျိုးမျိုးမောင်းကြည့်တယ် wiring လုပ်တယ် gear box လုပ်တယ် cushion လုပ်တယ် tire တွေလုပ်တယ် suspension တွေလုပ်တယ်အကုန်လုံးပြည့်စုံအောင်လုပ်ပြီးတော့မှကျွန်တော်လမ်းပေါ်မှာမောင်းတယ်တော့မနေ့မိုးလင်းလာတယ်ကျွန်တော်နေ့တိုင်းနှိုးတယ် mechanic တွေခေါ်ပြီးတော့ပြင်တယ်ဒါမှမဟုတ်လည်းသူတို့ရှိမှသွားပြင်တယ်အဲ့တော့ပုံဟို test drive ကတော့နေတိုင်းရှိတယ်။ကားကိုဆန်းဆန်းဆန်းပေးတယ်။ဟုတ်။ကိုကားတွေကိုဘယ်လောက်ချစ်လဲ။နောက်ပြီးတော့ကိုကားတွေကိုသူများနေတံပိုးထားတယ်။သူများတွေလည်းသဘောကျတယ်။ ဥမာဒီလိုဟောကြောင်ညာတယ်ရွေးချင်တယ်ပါပေါ်ပြီးတော့အာဒါဒီကားလေးနဲ့ရိုက်တဲ့ခါကျတော့ဘလို့ခံစားရခံစားရဆိုတော့ကျွန်တော်ဟိုအရန်ပျော်တယ်ဘာကြောင့်လဲဆိုတော့ဟိုကျွန်တော်တို့ဒီလိုဒီလိုကားမျိုးတွေอ่ะရုပ်ရှင်ထဲမှာပဲတွေ့ဘူးတော့လေအင်္ဂလိပ်ရုပ်ရှင်တွေနိုင်ငံခြားရုပ်ရှင်တွေမှာအဲကျွန်တော်တို့တိုင်းပြည်မှာဟိုဓာမျိုးတွေပြန်ပါလာရဆိုလို့ရှင်ကျွန်တော်တို့ဝမ်းသာတယ်တချို့တွေဆိုလို့ရှင်လေဒီကားမျိုးပြည့်တွေ့ပြီဆိုတာ ਨੇ အသက်ကြီးတဲ့လူတွေလာနှုတ်ဆက်တာဟုတ်ဘာဖြစ်လို့ငယ်ငယ်တုန်းကကြောင်တက်ခဲ့တဲ့လူတွေအရာရှိတွေ เนาะသူတို့တွေဟိုဘလို့နေခဲ့ထိုင်ခဲ့ရဆိုတော့ဘဝကိုပြန်ပြီးတော့ဒီကားလေးတွေအကြောင်းပြန်ပြောခြင်းလို့ကျွန်တော်လာပြီးတော့နှုတ်ဆက်ပြီးလာစကားပြောတာအဲ့ဒီအချိန်မှာကျွန်တော်ပီတိဖြစ်တယ်ဩသူတို့စကားပြောဖို့အတွက်ကဒီလူတယောက်ကိုပျော်ရွှင်မှုကိုဖြည့်ဆည်းပေးဖို့အတွက်ကိုကားကြောင်းပြောဖို့အတွက်ကိုသူတို့အားရဝမ်းသာတယ်တချို့နေမကောင်းတဲ့လူတွေအောင်စကားလာပြောတယ်လမ်းသွန်းရတယ်ကားကိုစကားပြောခြင်းလုံးလို့ရှင်းတော့အကြောင်းတွေပြောခြင်းတယ်ဒီပေါ်သူတို့ဒါငငယ်ငယ်ကသူတို့ဘလို့ဆီးခဲ့တယ်ဒီဟာနဲ့ဘလို့ကြောင်းတက်ခဲ့တယ်ဟုတ်တယ်ဒီလူမျိုးတွေလားဟုတ်တယ် သူတို့ငငယ်တော့စီးခဲ့သူတို့အဖေတွေကဘလို့ပိုင်ခဲ့တယ်ဒီကားလေးနဲ့သူတို့ဟိုခྱི་သွားခဲ့တဲ့အကြောင်းတွေသူတို့အိမ်မှာဘယ်နှခုနှစ်ကဒီကားမျိုးရှိခဲ့ပြီးတော့ဒီကားတွေဘလို့ဒီအပ်လိုက်ရတဲ့အကြောင်းမို့သူတို့စိတ်မကောင်းဆိုတဲ့အကြောင်းအဲ့ဒီအကြောင်းတွေကိုပြောဖို့ကိစ္စကျွန်တော်တို့လိုကားပန်ရှီကိုပဲသူတို့ပြောခွင့်ရှိတယ်။ကြံတဲ့လူကိုပြောရင်နားမလည်တဲ့အတွက်ကြောင့်မို့သူတို့ကကျွန်တော်တို့ကိုတွေ့အာဝန်တာနဲ့မန္တလေးခྱི་သွားတဲ့နေရာတိုင်းမှာကားကိုတားပြီးစကားပြောတာ။အဲ့ဒီအချိန်မှာကျွန်တော်ကဟိုပီတိဖြစ်တာပေါ့။ ဟုတ်တယ်သူငါလုံးထားရမှတ်ရနေတယ်ဒီကားတွေကိုတိုင်ရုံးစင်ကြီးနေတယ်လို့ပြောမှာပါဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်သူတို့ကတော်တော်လေးစိတ်မကောင်းဖြစ်တယ်ဟိုဝမ်းလဲတာကျွန်တော်ဈေးတစ်ခုမှရထားဆိုလူတယောက်ကကျွန်တော်လမ်းနှုတ်ဆက်တယ်ဒီလိုကားမျိုးထိမ့်သိမ့်ပေးတဲ့ကြောင့်ကျေးဇူးတင်ပါတယ်အဲ့လိုကျတော့ဘလို့ကန်းစားရလဲအဲ့လိုမျိုးဟုတ်စိတ်ထဲမှာပျော်သွားတာပါနော်။အော်ငါအပင်ပန်းခံပြီးလှုပ်ထားရတဲ့အကုန်လုံးကအတိတ်ပဲရှိပါလား။နောက်တစ်ခုကကျွန်တော်ကတခါလေကျရင်ပြင်းရင်ကျွန်တော်တို့အင်းရလိတ်ဟိုတယ်တွေပဲသွားတယ်ညနေကျရင် အဲ့ဒီအချိန်မှာနိုင်ငံသားရေပြပြထွက်လာတယ်ဗမာအိမ်မှာဒီလိုကားမျိုးရှိသေးလားရှိသေးလားတို့စိတ်ထဲမှာတိုင်းပြည်ကဟိုစင်မပြေတဲ့ခါကြတော့ဒီကားကြီးမရှိတော့ဘူးအနည်းငယ်လေးအထင်သေးတာပေါ့ဒါပေမဲ့ကျွန်တော်ဒစီပီဒစီမောင်းပြတဲ့ခါမှာတို့ကဩဗမာအိမ်မှာဒီလိုကားမျိုးကြီးကြံသေးတယ်ပေါ့လေအဲ့ဒီအချိန်မှာတို့လာလာနှုတ်ဆက်ကြတယ်ဒါဟိုကျွန်တော်တို့ထိမ့်သိမ်းထားတဲ့အသေးပေကြီးကကျွန်တော်တို့ဟိုပျော်စရာကောင်းတာပေါ့နော်အဲ့လိုလိုရှိပါလားကျေးဇူးပါကိုဟုတ်